တီလန်းရှိတဲ့ပုဂ္ဂိုလ်ဘာဖြစ်လဲတီလန်းဖြစ်အလိုရှိရအောင်ရနိုင်ပါလားရနိုင်ပါသလားဆိုတာကအဲ့ဒါကဒီကနေဘယ်ကနေထွက်လာတဲ့စကားဖြစ်မလဲဆိုတော့ဟိုဓာနုပပတိတုတ်တံဆိုတာရှိတယ်ဓာနုပပတိတုတ်တံမှာလူတယောက်ကသူကဒါနတွေလောက်တာပေါ့နော်ကုသိုလ်ကောင်းမှုဒါနကုသိုလ်ပေါ့တခြားကုသိုလ်မဟုတ်ဒါနတွေ तू လောက်တယ်အလူဒါနတွေလောက်ပြီးတော့ तू တောင်းတလိုက်တယ်ဟိုငါတထီးဖြစ်ရင်ကောင်းပါပဲနော်တောင်းတလိုက်တယ်အဲ့တော့မြတ်စွာဘုရားက သူ့ရဲ့တောင်းတရှက်ပြည့်တယ်တဲ့နောက်ဘဝသူတထည်ဖြစ်သွားတယ်ဖြစ်ဖြစ်ဖြစ်သွားတယ်ဘာဖြစ်လို့တထည်သူဖြစ်တယ်လဲမေးရင်တဲ့ဒါနတတတမဟုတ်ဘူးတဲ့တိလဝတော်တဲ့တိလရှိလို့တဲ့ဒါဟောဘုရားအိမ်မှာဟောတာလေဘုရားဟောတာအိမ်မှာဟောတာအဲ့တော့အေစတိဘိခွေတိလဝတော်စေတောပဏိတိဝိတုဒ္ဒတာဆိုတဲ့စကားအဲ့ဒီကလာတာပဲအဲ့တော့ဒီပုံကိုဒီဘာဖြစ်လို့သူနောက်ဘဝမှာတထည်ဖြစ်တယ်လဲလို့မေးရင်ဒါနကြောင့်မဟုတ်ဘူးတဲ့တိလကြောင့်တဲ့တိလကြောင့်သူကတောင်းတလို့ဒီဒီလူချမ်းသာဖြစ်တာတဲ့ ချမ်းသာတဲ့စီးစိမ်ကိုတော့ဒါနကအကျိုးပေးတယ်ဒီလိုလူဖြစ်အောင်လုပ်တာကသီလကလုပ်တာနော်အဲ့တော့သီလရှိတဲ့ပုဂ္ဂိုလ်ရဲ့တောင်းတမှုပြည့်စုံတယ်ဆိုတာအဲ့တဘောကိုဆိုလိုတာဟိုအခုငါသီလရှိတယ်ငါဟိုဟာလေးစားချင်တယ်ရပါစေအဲ့လိုမျိုးဆိုလိုတာမဟုတ်ဘူးနော်အဲ့တော့နောက်ဘဝကိုကောင်းရာဂတိကိုရောက်ချင်တယ်ရောက်ချင်တဲ့ဆန္ဒတည်ပြည့်ရှင်တယ်ဆိုသီလဖြည့်လို့ဘုရားဆိုလိုတာပဲအဲ့လိုဆိုလိုတာနော်အစ်စတီဘိတ်ခွေသီလဝတ်တော်ဆိုတဲ့စကားအဲ့အထိပ်ပဲသူဒီဘာဖြစ်လို့သူရွေးတဲ့အတိုင်းသူဖြစ်သွားတယ်လဲအချို့ခုနကဒါနလုပ်တယ် ။ဟောပြီးရင်တော့ငါဒီကုသိုလ်ကြောင့်နေပြည်တိုင်းကောင်းပါပဲလို့ပြောတယ်။သူတည်ရင်နေပြည်ချက်သွားတယ်။ဘာဖြစ်လို့နေပြည်ချက်သွားလဲလို့မေးတော့တယ်မြတ်စွာဘုရားကတီလန်းရှိလို့ဆိုပြီးတော့ဟိတ်ပဲအကြောင်းမဲ့ချက်ထုတ်ထားတယ်။အကြောင်းမဲ့စွာဘုရားကတီလန်းရှိတဲ့ပုဂ္ဂိုလ်ဟာသူ့ရဲ့ရည်ရွယ်ချက်တောင်းတချက်ပြည့်စုံနေဆိုတဲ့အဲ့တဘောဆိုလိုတာပါ။နော်အဲ့လိုမျိုးဆိုလိုတာ။အဲ့တော့ဟိုအကင်ခင်ရတုတ်ဆိုတာရှိသေးတယ်။အကင်ခင်ရတုတ်မှာတီလအကျိုး16ပါးဟောထားတယ်။နော်တီလအကျိုး16ပါးရှိတယ်။အဲ့ဒီမှာတီလရှိတဲ့ပုဂ္ဂိုလ်ဆိုလို့ရှိရင်ဒီ လက်လာမတွေပေါ်တယ်ဆိုတာတော့ပါတယ်။ဒါကတက္ကရာမတွေဂျင်ညိုလို့လက်လာမပေါ်တာ။နောက်တစ်ခုကတီလာရှိတဲ့ပုဂ္ဂိုလ်ဆိုနတ်ပြမာတွေကချစ်ခင်တယ်။အဲ့တော့နတ်ပြမာတွေချစ်ခင်တော့သူ့ရဲ့တောင်းတမှုတွေကိုနတ်တရားတီးတော့စီစဉ်ပေးတာလည်းရှိတယ်။အဲ့ဒါမျိုးတော့ဖြစ်နိုင်တယ်။နော်။ဟိုလိုမျိုးတောင်းတလို့ပြစ်တယ်ဆိုတာပြစ်ဆောင်တာတော့မဟုတ်ဘူး။သူ့ရဲ့တီလာကြောင့်အိမ်ဆောင်နဲ့တောဆောင်နဲ့နော်ဒီကျောင်းဆောင်နဲ့ရက်ခွဲဆောင်နဲ့တွေကဂျင်ညိုလေးစားလို့သူ့အကြံကိုတီးတော့နတ်တရားဖြစ်စည်းပေးတဲ့သဘောမျိုးတွေပါပဲ။နော်အဲ့လိုမျိုးဆိုလိုတာပါ။နော်။အေဟိုလိုမျိုးတီလာအစွမ်းကြောင့်ရလာတာမျိုးတော့အဲ့လိုမျိုးတော့မဟုတ်ဘူး။နော်။